ျွန်တော်တို့ကိုငငယ်ကအကြောက်ကနေအချောဆောက်စုအချစ်တက်ဆောက်စုအဲ့ဒါတွေကိုတိသက်လူရွေးပြီးမှပေးပါတယ်။တချို့ကကျွန်တော်တို့ရထားတဲ့လက်မှတ်တွေကိုအတူလုပ်ပြီးတော့ကောင်မလေးတွေကိုသူတို့ဟာပါဆိုပြီးတော့လိုက်ကြွားကြပါတယ်။စေစားကြည့်ပါအဲ့ဒါကြီးကအဆင်မပြေပါဘူး။ဒီလိုပြဿနာကိုဖြေရှင်းဖို့အတွက် Binix ရဲ့16ခုမြောက် Holder Airdrop ဖြစ်တဲ့ Size Protocol ကဖြေရှင်းပြဖို့ရောက်လာပါပြီ။ Size Protocol ဆိုတာက ကျွန်တော်တို့ရဲ့အရေးကြီးတဲ့အချက်လက်တွေကို ဘလော့ချိန်ပေါ်မှာလှုပ်ချိုးစားသိသိပြပြီးအတီးပြုတ်ပေးတဲ့နည်းပညာဖြစ်ပါတယ်။ဒါကိုမြေသားဥပမာလေးနဲ့ပြောပြပေးပါမယ်။အဲ့ဒီဘလော့ချိန်ကိုနားလည်လွယ်အောင် မော်ဆာအုပ်လို့သဘောထားကြည့်ပါ။ခုနကလို့ကျောင်းကကျွန်တော်တို့ကိုပေးလိုက်တဲ့အချောဆောက်ဆိုတဲ့ဆုလမန်အချစ်တက်ဆောက်ဆိုတဲ့ဆုလမန်ကျွန်တော်တို့နာမည်နဲ့မွေးတက်ဂရစ်ပါတဲ့အထောက်အထားစတာတွေကို အဲ့ဒီမောစာအုပ်ဆိုတဲ့ blockchain ပေါ်မှာလုံလုံချုံချုံသိသိလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့အချက်လက်တွေကအစစ်အမှန်ဖြစ်ကြောင်းလူတိုင်းအတည်ပြုနိုင်ပြီးတော့ဘယ်သူကမှခိုးယူလို့မရတော့ပါဘူးအဲ့ဒီစာအုပ်ကတအုပ်တည်းမဟုတ်ပဲနဲ့အများကြီးရှိပြီးတော့အားလုံးမှာတူညီတဲ့အချက်လက်တွေကိုသိမ်းထားပေးပါတယ်ဒါကြောင့်ဘယ်သူကမှကျွန်တော်တို့ရဲ့အချက်လက်တွေကိုလိမ့်လို့မရတော့ပါဘူးတကယ်လို့လိမ့်ဖို့ကြိုးစားရင်ယွန်အင်းကြည့်ဆိုပြီးတော့အချက်လက်တွေကိုထုတ်ပြန်လိုက်လို့ရပါတယ် ။နောက်ပြီးတော့ DOS တို့ကကျွန်တော်တို့ကို airdrop ပေးခဲ့တဲ့ token တွေနဲ့ချက်ပြီးတော့လဲ airdrop ပေးလို့ရပါသေးတယ်။ဘယ်လိုမျိုးလဲဆိုတော့ sign protocol ကအချက်လက်တွေစစ်ပြီးအစစ်ပြီးရဲ့ token တွေက airdrop ပေးတဲ့လှုပ်ဆောင်ချက်ကိုစက်ပြီးလှုပ်ဆောင်ပေးပါတယ်။ဒါဆိုရင် airdrop ပေးတဲ့အခါတကယ်လူ asset တွေမဟုတ်တဲ့ bot တွေကိုစိတ်ထုတ်နိုင်တဲ့အတွက်လူ asset တွေက airdrop ပို့ရနိုင်ပါတယ်အဲဒါကို server attack cloak ခေါ်တဲ့ account တွေအများကြီးဖန်နေပြီးတော့ Edro တွေခိုးယူတာကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။ Sign Protocol ရဲ့ token တွေက Sign ဖြစ်ပါတယ်။ Genesis Total Token Supply နဲ့ Maximum Token Supply က10ဘီလီယံပါ။ Hoda Edro Token Reward တွေက100မီလီယံကို Edro ပေးသွားမှာပါ။ Binance မှာ list လုပ်ပြီးတာနဲ့ Circulating Supply က1.2ဘီလီယံဖြစ်သွားမှာပါ။ Hoda Edro တွေက Edro လာမယ်ဆိုတာကိုကြိုပြီးကြညာလေးရှိတာကြောင့် Binance Atom မှာ flexible ပဲဖြစ်ဖြစ် lock ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ BAB တွေကို ကြိုပြီးထက်လာရမှာဖြစ်ပါတယ်အခု sign adro ကိုကဧပြီ15ရက်ကနေ19ရက်နေ့အတွင်း BAB တွေကို flexible ဓမ္မမဟုတ် lock လောက်ထားတဲ့သူတွေကရမှာဖြစ်ပါတယ်ဒါကြောင့် adro လိုချင်နေဆိုရင်တော့ BAB တွေကို hold လောက်ထားရမှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့အခုလို့ holder adro ကနေ airdrop ရချင်နေဆိုရင် Binance account ရှိဖို့လိုအပ်ပါတယ် trading လုပ်တိုင်းမှာ day percent discount ရတဲ့ referral code ကို description မှာထည့်ထားပေးပါမယ်ဒီ video ကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနိုင်ပါတယ်နောက်ထပ်ဒီလိုမျိုး video တွေအများကြီးလောက်အောင်မှဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်နောက်ထပ် video မှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ